မနဲ့ဝင်းတုံးနဲ့နှစ်ယောက်ပဲကျွန်တော်တို့ကညီလိုကိုလိုဖြစ်နေတယ်ဝင်းတုံးကလည်းငငယ်တည်းကဒီအိမ်မှာပဲနေတယ်ဟိုးမွန်ရပဲဒီပဲတိုးရင်စုံကမနဲ့တူတူသွားနေဝင်းတုံးပွဲစုံကမတူသွားတော့နှစ်ယောက်ပဲမတူဖြစ်တာဟာဟာမတူလည်းမတူကဲထိုးတခါမတူလည်းမတူလက်တဲလို့ထိုးပါညာဆိုပြီးတော့အလှညာတော့ဝင်းတုံးစုံကမနိုင်တာပြေးတာတားနေရောအပြေးမှာအဲ့လိုအဲ့လိုပါနောက်တစ်ခုကနော်အဲ့ဘဂရင်းရဲ့အမှတ်တရတင်ဂီတာလေးပေါ့ evergreen ကိုဒီစိန်ခေါ်ပွဲတွေစဖွင့်မိုးသီးနဲ့စဖွင့်တယ်ဟုတ်ကဲ့ပိတ်ရင်ငမန်းနဲ့ပိတ်တယ်ဟုတ်ဟုတ်ဟုတ်ကြားထဲမှာတခါတွေ့ဆိုင်ပေါ့ ever တခါတခါလည်းပါပြီလားခါလည်းကောဟိုလင်းမိုးသီးရထိန်ဒီငမန်းကပိတ်ထိတ်ပိတ်လို့ကျွန်တော်ကပိတ်ထားတယ်ကောအားလုံးပဲမင်္ဂလာများ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champions League အားလုံးလည်းမင်္ဂလာပါဆိုတော့ကျွန်တော်အခုကတော့ဒါတထုံမျိုးပေါ့နော်တထုံမျိုးနေက ဒါကျွန်တော်ရိုးရလောက်ရဲ့ဒါနိုင်ငံကွန်ဆောင်ကစားသမားဆိုလင်းဦးဆိုလင်းဦးရဲ့အိမ်ပေါ့အိမ်မှာဒါလေ့ကျင့်ပြင်ဆင်နေတဲ့နေရာဆိုတော့ဒီနေရာမှာဆိုလင်းဦးကိုအခုဒိလီယမ်ဟာရစန်နဲ့ပွဲအတွက်ဟိုအထူးအနီးကပ်လာရောက်ကြီးကြပ်ပေးနေတဲ့ဒါဆရာမောင်ကျော်ဆရာတင်ဦးနှစ်ယောက်ဆောင်ရိုးရလောက်ရဲ့ကံလုံးနေပြပြီပေါ့နော်ဆိုတော့ဒီနှစ်ဦးနဲ့အတူဒါဆိုလင်းဦးအကြောင်းဆိုလင်းဦးနောက်ဆုံးအခြေအနေလေးတွေသိကျင်လို့ဒီကိုရောက်လာတာဆိုတော့ရောက်ရင်းနဲ့ဒါတလက်စတဲ့အနေနဲ့ပေါ့လေ ဟိုကျွန်တော်တို့ရဲ့ဒီ main program တော့မဟုတ်ဘူးဒါပါလဲဆိုတော့ဟိုရှင်းအောင်နှောင်းဖြစ်တယ်ဒီဆရာကြီးနဲ့တွေ့တဲ့အချိန်တော့အချိန်မှာပေါ့နော်ဒီဟိုတုန်းကသူတို့ဖြတ်တန်းခဲ့တဲ့ခက်ကအဲသူတို့လွန်ခဲ့တဲ့2 20လွန်ခဲ့တဲ့2 30ဆိုတော့စသဖြင့်အဲ့အချိန်တွေတုန်းကလောကီလောကရဲ့အခြေအနေအဲ့ရှင်းအောင်နှောင်းဖြစ်စကားဝိုင်းလေးတခုကျွန်တော်တို့အမြန်စီစဉ်လိုက်တာပေါ့ဒါရင်းနှီးချမ်းစကားဝိုင်းလေးပြောလို့ရတယ်ကွန်စကားဝိုင်းလေးပြောလို့ရတယ်ဆိုတော့ရွေးရလောကီနဲ့ပတ်သက်တဲ့ဒီနောက်မျိုးသက်တဲ့လူငယ်တွေအတွက်ဒါတချို့တော့ တက်ကြီးစကားတက်ငယ်ကြာဆိုတော့ပြန်ပြီးတော့ဒါဝင်မျှပေးတဲ့အစီအစဉ်လေးနဲ့ကျွန်တော်တရားစီစဉ်လိုက်တာဖြစ်ပါတယ်ဆိုတော့ဆရာတို့ဒီမင်္ဂလာပါဆရာမတော်ဆရာတင်ဦးဆရာတို့အခုစောစောကျွန်တော်ပြောသွားသလိုပဲဟိုဆိုလင်းကိုလည်းဆိုလင်းစီကစကားသံလေးကြားကြတယ်ပြီးတော့ဆိုလင်းအတွက်ဒါအနည်းငယ်ကြီးကြပ်ပေးမယ်ဆရာမတော်ဆရာတင်ဦးတို့ဆရာစကားသံလေးကြားကြတယ်ဆိုတော့အဲ့ဒါတော့တပိုင်းပေါ့တက်တက်လာမယ်ဒါတော့ ဒါတော့ဆရာတို့ခစ်ကအကြောင်းလေးတွေဆိုတော့ဒီအကြောင်းလေးတွေကိုဒါနောက်မျိုးသက်သက်လူငယ်တွေအဲကစားသမားပဲဖြစ်ဖြစ်ပြိဿပဲဖြစ်ဖြစ်ပြန်ပြီးတော့ဝင်မြပေးကြတာဆိုတော့ကျွန်တော်ကကျွန်တော်သိကျင်တာတွေလည်းပါတယ်အဲပြိဿတွေသိကျင်မဲ့ထင်တာတွေလည်းပါတယ်ကျွန်တော်အဲ့ဒါလေးတွေမေးကျင်တာဆိုတော့အရင်ဆုံးဆရာကကျွန်တော်စမေးကျင်တာကဒီရိုးရလဝိနယ်ပယ်တဲကိုဆရာဘလို့စပြီးတော့ဒီဝင်ရောက်လာခဲ့တာလဲကျွန်တော်ကရိုးရလပွဲကိုအသက် က်ဆက်ဆက်ကိုလောက်ပေါ့ဟုတ်ကဲ့အဲ့လောက်တည်းဝင်ရောက်လာတယ်ကျွန်တော်ဆရာကဆရာယူယူလေးဟုတ်ကဲ့နံပါတ်1နောက်နံပါတ်2ဆရာကတော့ဆရာတောင်းနေဟုတ်ကဲ့အဲ့အဲ့လောက်တည်းကနေ ULF ဝင်ရောက်လာတယ်ဒီနီးပြဘဝကိုတော့30ဟုတ်ကဲ့အဲ့လောက်မှဒီပြပေါ်ဆက်လုပ်တော့ဟုတ်ကဲ့ဆရာဟုတ်ဆိုတော့ဆရာအဲ့ဒါဟိုခုနှစ်အနေနဲ့ကျတော့ဘယ်နှခုနှစ်လောက်ရှိမလဲခံမှန်းကြီးပေါ့အကျမ်းမြင်း90ဒေါ်လာ80ဒေါ်လာ 80ဆစ်ဆက်ကျော်အသာသမားဘွားတော့80ကျော်တော့ပြင်မယ်နော်နိပြဘွားတော့90ကျော်90ကျော်လောက်မှာ90ကျော်လောက်မှာတော့အဲ့တော့ဆရာတင်ဦးပေါ့อืมကျွန်တော်ကနိပြဆရာတင်ဦးကရိုးရလို့ရောကစားရလားဆရာတင်ဦးကကျွန်တော်ကြည့်ရတော့ကျွန်တော်ပြောပြမယ်ဟုတ်ကဲ့ဟုတ်ကျွန်တော်က ဟိုတေးဦးလေးဆိုရဲရဝိသမားဟုတ်ကဲ့ boxing 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 သမားဟုတ်ကဲ့ boxing သမားဖြစ်တဲ့အခါကျတော့အဲ့ဒီ boxing မှာတော့ဟိုတေးဦးလေးဆိုတာဟိုနာမည်ကြီးပြီးသားနာမည်ကြီးပြီးသားဟုတ်ဟာဦးကျော်သိန်းကြီးကိုပါလို့အဆန်သိတယ်ဟုတ်ကဲ့ဟုတ်နောက်တစ်ခုကကျွန်တော်ကဒီ you are low low ကလည်းဘာကြောင့်ရောက်လာလဲဆိုတော့ကျွန်တော်ကအဲ့မှာဘာလို့ဘာလို့တက်ကတူတက်တဲ့အချိန်ဟုတ်တက်တဲ့အချိန်ပွဲလဲယူကလည်းအချိန်ကြီးအဲ့မှာကြောင်တတ်တယ်တဲ့တဲ့ခါကျတော့အိမ်ကပို့တဲ့ပစံကတလမှာ320ပဲပို့တာ ပဲတော့ပို့လို့ရှိရင်အတော့ကလည်းမရောက်ဘူးဆိုလို့ရှိရင်ဟာစားစိတ်တို့ဆောင်စိတ်တို့ကတော့အဆောင်ပြေလို့မရှိဟုတ်မရှိတော့အမှရိုးရလဲဝင်ဆိုတော့အဲ့ဒီကျွန်တော်တို့ဟိုလင်းပေါ်တို့အနှစ်တရာပေါ့နှစ်တရာပြိုင်ခွင်းတို့မနေရလို့ကြောက်စဲလို့ဘာလို့မှလုံးဝွယ်လေးရှိတယ်သုံးဒီွယ်လေးရှိတယ်ဟုတ်ဟုတ်အဲ့မှာသုံးရထိုးရဟုတ်အမှကျွန်တော်ထိုးတော့85နိုင်မှ85ကျရှိုးရင်90အဲ့ဒီွယ်လေးတွေသွားထိုးတာပေါ့ အဲ့မှာတလမ65ကျက်သွင်းလိုက်မလက်ခင်းစာရောနေ့လေစာရောညစာရောရပြီဟာဟာအဲ့အဆင်ပြေသွားပြီအဲ့တော့ဘာလို့ဖြစ်လာလဲဆိုတော့အဲ့မှာထွန်းထွန်းနဲ့ကိုကနိုင်နေနိုင်လာတဲ့အခါကျတော့အဲ့ယူရောလက်ဝဲတယ်ဟိုရောက်မှမသိရောက်ပါဟာနောက်ပြီးတော့မှစာချုပ်ပွဲလေးတွေထူးလာအဲ့မှာဟိုရင်းပေါ့ကြောက်စရာဇွတ်ကြီးတို့ဘာလို့ပေါ့ဟာဟာအောင်ထွန်းလေးတို့ဘာလို့ဟိုရင်းပေါ့မြစ်သားတို့ဘာလို့ဟာအဲ့အဲ့ဒီကလေးနဲ့ထူးအဲ့အဲ့ကောင်းနေနဲ့ထူးကြတာပေါ့အဲ့ကောင်ကယူရောလက်ဝဲကိုထူးထွန်းထွန်းနဲ့အဲ့ဒါကြောင်းရပြီးတော့ ကျောင်းပြီးသွားတဲ့ခါကျတော့အဲဒီမှာအိမ်အောင်ကြဟုတ်ကဲ့အိမ်အောင်ကြတော့လောအဒီဆောင်ဝဲဝင်ပြတာ PSC ဆောင်ဝဲပေါ့ဟုတ်ကဲ့အဲဒီမှာကျွန်တော်ကဒီအားစားရာရှိဆောင်ဝဲဝင်ပြတော့အောင်ပါအောင်ပါကျွန်တော်ဦးရီရာရှိဖြစ်သွားတော့အားစားရာရှိဖြစ်သွားတော့အဲဒီမှာနေပြောင်းပြောင်းပြောင်းမှာနေပြောင်းနေတာပေါ့အဲ့စကိုင်းကနေပြီးတော့ပြေရောက်လာဆိုတော့ဒေါ်ဖို့မြောက်လာ တော့မှာစပြီးတော့ရှူတော်ပုံဆိုလည်းဝိကလက်ထောင်းအော်အဲ့မှာပထမဆုံးထွက်လာတာကသူရလင်းထက်ဆိုရှူတော်ဟုတ်ကဲ့သူရလင်းဆိုတည်ရဲ့ဟာသူရလင်းထက်တို့လစ်စဝီတို့ပါဟာလစ်စဝီတည်ရဲ့ဝင်းထွန်းတို့ဟုတ်ကဲ့ဟုတ်ကဲ့အခုဟိုနေ့ရရမိုင်းရဲ့ဦးလေးပေါ့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့အောက်ကိုကိုစထွင်းမောင်းနောက်ကြော်ဆူခွန်ကြော်ဆွေတို့ပါဟာဟာအဲ့ဘာသာကျွန်တော်ရပထမဆုံးယူရလဝိအဲခီယူစာအချိန်နဲ့ဟုတ်ကဲ့ကြာတင်ဦးနဲ့ကျွန်တော်နဲ့ကရေသက်ရှိတယ်။ဘလို့ရေသက်ရှိလဲဆိုတော့ ဟိုကျွန်တော်ကဒီငငယ်တက်တန်းအလိုက်ဗောလီဘောကစားတော့ကျွန်တော်ရန်ကုန်တိုင်း U15 အသင်းပေါ့ U15 အသင်းဗောလီဘောအသင်းကကျွန်တော်တို့ပြည်내တိုင်းပွဲမတိုင်ခင်ကျွန်တော်ကန့်ဝင်ရတယ်ကန့်ဝင်တော့အဲ့ဆရာတင်တို့တော့ဘုံမှာကျွန်တော်ကျွန်တော်တို့ကျွန်တော်တို့လာပြီးတော့ကန့်ဝင်တော့အဲ့မှာလာဆုံးတယ်ဆရာရေဆရာအမျိုးသမီးရေအဲ့တော့ဆရာသမီးလေးရှိတယ်နော်အဲ့တော့ဆရာတို့ကဟိုဘယ်လိုပြောမလဲကျွန်တော်တို့နေရေးထိုင်ရေးစားရေးတောက်ရေးအကုန်သူတို့စီစဉ်ပေးတာဟိုအာကသအဖွဲ့ချုပ်ကလည်းတာဝန်ပေးထားတာဟုတ်အဲ့ဒီအချိန်တွေကဆရာအဲ့မှာက ကျွန်တော်ဒါမှတ်မိတာအဲ့ဒီချိန်တော့ရွက်လို့ကလကမရှိသေးဘူးနဲ့တူတယ်အဲ့ဒီချိန်တော့ကာရာတေဆရာတို့အစီအမအဲ့မှာကာရာတေကသူတို့အဖွဲ့နဲ့သူတို့လာကစားတာကာရာတေဘွဲ့ရှိတယ်သူကမလက်ကင်မန်ကစားတယ်ဟုတ်ကျွန်တော်ညနေပိုင်းယူရလို့အော်ကစားတာဗောအဲ့မှာအစောအစောပြောတဲ့၄ရောက်ဗောခွန်ကျော်ဆွေတို့နေဝင်းထွန်းတို့အဲ့ဒီအဲ့ဒါဘယ်နှခုနဲ့လောက်ပြင်မလဲအဲ့ကောင်ကျွန်တော်ထင်တယ်အဲ့ဒီကျွန်တော်ကကျွန်တော်85 86ထင်တယ်အဲ့အဲ့ဆိုဆရာအဲ့ထက်စောတာဟောကျွန်တော်ရောက်တဲ့အချိန်မှာ ော်တော်တော်ဟာဖြစ်နေကျွန်တော်90ကျော်ပြီဟုတ်ဒီကျွန်တော်86 89လောက်ကျော်ရောက်တာဟုတ်ဟုတ်ဟုတ်อืมဟုတ်တယ်เนาะတောပုံတောပုံမြက်ဒီဘက်လေးမှာအကားသားရုံတောပုံဈေးကဲ့ရဲ့ဟုတ်တယ်เนาะဟုတ်ဟုတ်ဟာအားရဒီဥကကျွန်တော်90ထင်တယ်ဗျ95လောက်ထင်တယ်95လောက်မှကျွန်တော်ရောက်တာလေဟုတ်တယ်ဆရာဘာလို့ဆိုဘာကြောင့်လဲဆိုကျွန်တော်တို့အဲ့တော့93 94လောက်မှာအော် sorry ကျွန်တော်က96လောက်မှာ အဲအဲအဲမတိမ်မရင်ပဲဒါပေမဲ့အဲ့မှာကျွန်တော်မှတ်မိတာကျွန်တော်မှတ်မိတာကာရာတေကလပ်ကတော့ရှိနေပြီဆရာတို့ဆီမှာကာရာတေလာကစားကြတယ်ဆရာကလေးတို့ရန်တိုက်ပေးတိုက်လေကျွန်တော်တို့တွေ့တယ်ကာရာတေဟုတ်တယ်လေသူကာရာတေနဲ့ငါတို့လည်းလဝေးနဲ့ထိုးမလာဘူးပါရောက်ကြစပါးနဲ့ရတယ်အဲအဲ့ဟိုကျွန်တော်အဲအဲ့ဒီမှာကျွန်တော်တို့ဖတ်ဆုံမှုတယ်ဆရာနဲ့ကနောက်ဆရာနဲ့ကဘယ်ထင်ပြန်ဆုံလဲဆိုတော့ကျွန်တော်တို့ဒီ တိုက်ကစံခွဲမှာဆရာနဲ့တခါကျွန်တော်တို့ပြန်တွေ့တယ်အဲမောင်ကြီးနဲ့အဲတိုက်ကစံခွဲမှာတော့ဒါဆရာမောင်ကျော်နဲ့အဲ့မှာကျွန်တော်နဲ့အသတွေ့တာဆရာမောင်ကျော်အဲ့မှာလေးခွားတစ်ချောင်းနဲ့ပလက်ကလက်ထားအိမ်မှာထားပြီးတော့ကစားလာလေးနားမဲ့အချိန်မနာဘူးဘူးထွက်လာလဲဆိုလန့်ချောက်တာလေဆရာဟုတ်တယ်မလားဆရာဟုတ်တယ်အာကျွန်တော်ဘုမဒီကောင်ငှက်ပြစ်တယ်မှာဒီကောင်ပြစ်တဲ့ငှက်ကျသွားပြီဆိုရင်မိုးသီးကတော့ကောက်သွားအဲ့ချန်ဒီပါလေးကြော်ကြက်ပြီးတော့ထုံဒီပါကြော်ပြီးတော့တော့ကောက်ရတာ ပြန်သူစားရမို့ပြီးတော့ကိုကကိုပဲယူသွားတာနောက်တစ်ခုရှိသေးတယ်ဟိုမှာဟိုတိုင်းနဲ့ပြည်နဲ့ကဲ့နေပါလေဝင်တယ်မလားသူလေယူစင်ကဲ့ဆိုသူနဲ့တွေ့ရတာဟုတ်ဟာဟိုသူ့ကိုလည်းပုံမှုသိအောင်ရောကြိုက်တယ်ဟာဟာအကူလည်းသူဟာဟာဟိုဘာစီမံအုပ်ချုပ်တော့ရန်ကောင်းတော့ဟုတ်တယ်ဟုတ်တယ်ကျွန်တော်တို့သိတယ်အဲ့တော့ဟိုနင်းတို့ဝင်းထွန်းတို့အဲ့ဒီကျဲလေးအောင်လို့ဘာလို့ကဒီမိုးရင်းဆိုလို့ချင်းဖားသွားရှာတယ်ဒီလားငါဖားတယ်ဒီလားအဲ့ရပြီဆိုတော့ကျွန်တော်တိမ့်သွားတာပဲအိမ်မှာချက်စား လို့ပြောရအောင်စားရမယ်အားဆွဲရအောင်လို့ကောင်းလေးမအောင်လင်းလို့ပါလို့ဆိုလို့ရှိရင်ဘယ်လိုလဲပုံလို့ဘယ်လိုလဲဟိုတို့မွေးပါဖမ်းမလာတာဟုတ်တယ်မွေးပါတော့ဖမ်းလို့မကြည့်ဘူးကြည့်ဒီဖမ်းလာအကောင်အာကောင်းချက်စားအောင်အကြီးကွန်စုပ်ပြီးဆရာတို့နှစ်ယောက်ကကြတော့ဘယ်ဘယ်မှာစတွေ့ရလဲသူနာမှာသူနာမှာဆက်ကနာစီသူနာမှာသူနာမှာဆိုတာဟုတ်နာဂိနာဂိဘယ်နှစ်ခု2008အဲ2008ဟုတ်တယ်အဲ့မှာစတွေ့နာဂိအဲနာဂိ ပြီးတော့စတွေ့တာပဲ။ Nuggets ပြီးတော့ဆရာတို့ဘယ်လိုဘယ်လိုတွေ့ဖြစ်တာလဲ။အဲဘုံမူသိအောင်ခေါ်တယ်ကျွန်တော်တို့။ဟုတ်ကဲ့ဟာ။သူ့နာမှာသူ့နာမှာလေ၄နှစ်လား။အဲ့တော့နေရတယ်။ဟုတ်ကဲ့၄နှစ်နာမှာ။အဲပဲကျွန်တော်၅နှစ်ကျော်တယ်။ဟာ။၄နှစ်၅နှစ်တော့ဒီ။အဲ့မှာနေတော့သူကအာကာနဲ့ဘုံမူသိအောင်အပ်ပေးတယ်။မကူတူနေကျွန်တော်ညောက်တွေ့ဖြစ်တာပဲ။ဟုတ်ကဲ့ဟာ။အဲ့အဲ့သူ့နာနေပြီးတော့ကြိုက်ကြတယ်။ဩကျွန်တော်တို့အသူ့နာကိုကျွန်တော်တို့မမှီလိုက်ဘူး။ဟုတ်တယ်။ကျွန်တော်ကတိတာကကျွန်တော်တို့ တက်ကစံပြီးတော့သူ့အနခွင်းနောက်ချင်းကိုရောက်သေးတယ်อืมဆရာတို့မဟုတ်မဟုတ်အဲ့ဒါနောက်မှာအဲ့ဒါနောက်မှာအော်ဟုတ်သူ့အနသူ့အနပြီးတော့တက်ကစံတက်ကစံပြီးမှတက်ကစံပြီးခြင်းမှာကျွန်တော်ထွက်လာပြီးမှဟုတ်အဲ့ဒါကအဲ့သူနာကွင်းနောက်ဘက်နောက်ဘက်ကိုရောက်တာဟုတ်တယ်နော်အဲ့မှာရောက်သွားတော့ဆရာတို့အဲ့မှာစတွေ့တဲ့အချိန်မှာကကြတော့ဟိုအဲ့အချိန်မှာဆရာတို့လက်ထဲမှာဘယ်သူတွေရှိပြီလဲဆရာတို့ဝမ်ချိုင်းရှိတယ်အချိန်ကဝမ်ချိုင်းရှိတယ်ဝမ်ချိုင်းရှိတယ် ဆွေဆိုင်ရှိတယ်သူနာမှာဖြစ်အောင်ဟုတ်ကဲ့ဟုတ်နောက်ဆောင်ကမန်းကဝမ်ချိုင်းဆွေဆိုင်ဆောင်ကမန်းကအငယ်တန်းပေါ့အငယ်တန်းနေနေရှိနေပေါ့ဟုတ်အဲ့တော့ဆရာတို့ကကြတော့ဘယ်လိုတိုင်ပင်ပြီးတော့အလုပ်လုပ်လဲဒီကစားသမားတွေကိုအမော तू ကပထမဆုံးကျွန်တော်ဟိုကျွန်တော်ကဟိုဟိုကောင်လေးပါသေးတာကျွန်တော်ကလေးပါသေးတယ်လေမူသီးတို့ကျွန်တော်မူသီးတို့ပါတယ်မူသီးပေါ့ပေပဲကျွန်တော်ပရက်ပေါ့ဟိုနေ့ပေါ့ဒီဟိုနေ့ဖူဘတ်ပိုင်းတက်နစ်ပိုင်းနေနဲ့အဲပါဝါပိုင်းလေးတွေ training လုပ်လုပ်နေတဲ့ ပက်ဝက်လေးတွေပက်တိုလေးတွေကင်တော့သူကတွေ့တော့ဟာဟာတွေ့တော့ကြာဟာအဲ့တကယ်နဲ့ငါငါငမိုင်းလည်းနေလုတ်ပေးအောင်ဆိုတော့သူ့ဘာလုတ်ပြရပေါ့အချင်းတော့ဘကောင်းလဲဆိုတော့ဟိုဒီငမိုင်းကသူကတတိပိုင်းနဲ့ညံ့သေးတယ်ဟုတ်ကဲ့အဲ့ဘာလဲဒီတော့လည်းလမ်းကြောင်းလေးတွေကအစဒီဆွဲအူအပ်ပေါ့ဟာဟာဒီတွယ်လုံးလေးကစားတာအစအချင်းနဲ့စပါပေါ့ကျွန်တော်ပို့လို့ပဲသူကခြေကံပက်အနေတိုက်ခအချုပ်ဆွဲ အဲ့လိုတွဲလို့တော့နောက်သူကတွဲလို့တော့နောက်တစ်ခုကဟိုသူနဲ့ကြော်တဲ့ပြဿနာနည်းနည်းရှိတာဒါဘာဘာပြဿနာကြီးတစ်ခုနည်းနည်းရှိတာလေအဲ့ဒါဟာသူကဟိုသူနဲ့တားလို့ပဲကြည့်တာဟာလို့ပဲကြည့်တဲ့ခါကျတော့သူကဟိုကလေးကိုချုပ်ပြီးဆိုရင်မိနစ်30လောက်ချုပ်ခိုင်းတာဟာဟာဟာ15မိနစ်တော့မိနစ်20လို့ချုပ်ခိုင်းတာတေဘောအဲ့ကအဲ့တော့ကိုကစဉ်းစားတယ်ကြာအာဒီငမအဲ့ဒါဆိုအဲ့ရ ตัวตัวตุ๊ปูဆိုတော့ငငယ်လေးကလှုပ်လာတယ်အဲ့ဒါကြီးအချင်းငငယ်လေးလေးနေတော့ဟုတ်ဟုတ်ဟုတ်အချင်းပါရကတော့အဲ့ဒီဟိုအချုပ်ဆွဲရတယ်ဒီကောင်တအားကောင်းလားဟုတ်ကဲ့ဟုတ်ကဲ့ကောင်းတဲ့ခါကျတော့ဒီအချုပ်ဆွဲရအချင်းပါလာတဲ့အခါကျတော့ဒီဒီကျွန်တော်တို့ဒီဟို scoring ပေါ့ရှူကပတ်ပြိုင်ပွဲတွေဟုတ်ပြီးနေတိုင်းပွဲတွေအဲ့ပွဲတွေကြတော့ scoring နဲ့ထိုးရတဲ့အခါကျတော့ဒီချုပ်ဆွဲနေရမကောင်းဘူးလေဟုတ်ဟုတ်အဲ့တော့ professional professional လို့ထိုးမယ် တနှစ်ခုပေါ့သူနဲ့ကျွန်တော်တိုင်ပြန်တိုင်ပြန်တိုင်ပြန်တာတိုင်ပြန်ခဲ့ရတာစိန်ခေါ်ဝတ်ထုမှဆိုလို့ရှိရင်တကယ်ငါဒါနဲ့မောင်းမယ်ဟုတ်ဟုတ်ဘေးရှူကပွားမထက်လို့ဘေးရှူကပွားရှူကပွားထုတ်တော့မစငါဒီကလေးကငါတီထွေးနေမအောင်ပဲဟုတ်အရှူကပွားထုတ်နေ professional ဆိုနေမတူဘူးဟုတ်ကဲ့ဟုတ်ကဲ့အဲ့အာမိုးလေးတွေပေါ့နော်ဟုတ်ဟုတ်ညှိပြီးတော့အဲ့လိုတိုင်မယ်လေတိုင်ပြီးတော့မှခြားကြတာပေါ့ဟုတ်ဟိုချက်ချင်းမှာပဲ ဟိုသူနဲ့မကြတော့အောင်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 ပါပဲအဲ့မှာသူအဲ့ကထွက်လာတဲ့ကလေးတော်များဆိုရွှေကပတ်ချမ်းမြန်နေဟုတ်တယ်ဟုတ်တယ်နောက်ဆုံးကျွန်တော်လူစင်မီတဲ့ဦးဒီမိုးသီးလေးတော်မှာငါးဘီဟိုနေပေါ့ဟိုနေပေါ့လေးဘီဆယ်လမပဲရှိတယ်ဟုတ်ဟုတ်လေးဘီဆယ်လမလည်းရှိရွှေကပတ်ချမ်းမြန်ပြေဆိုရတယ်မြေပြေတာဟုတ်တယ်မိုးသီးတာဆရာဆရာကျတော့ဒီကိုတင်ဦးကိုဆရာစတွေ့တဲ့အချိန်မှာဆိုတော့ကိုတင်ပြောတယ်ပါလေအေးသူအဲ့မှာဒီမိုးသီးတော့ကတော့ပက်ကိုင်းနေတော့ဆရာတွေ့တယ် တွေ့ရဆက်မျက်လုံးထဲမှာဘာလို့သွားမြင်တာလဲဆရာစီကိုဘာကြောင့်ဆွဲခေါ်ကျင်တာလဲကျွန်တော်မျက်လုံးလုံးမှာဘလို့မြင်လဲဆိုတော့ကျွန်တော်တို့ကြတော့ဟိုရိုးရလက်ဖွေးရလာတော့ဟုတ်ဘောဆင်သမားတွေလို့မဟုတ်လေဟုတ်ကဲ့ဟုတ်ကဲ့ဆရာကိုတင်းတို့ကြတော့ဘောဆင်လာတော့လက်ပြီးသွားလမ်းကြောင်းတွေကြတော့ဟုတ်ဟာရိုးရိုးစစ်စစ်မျိုးတို့ကကျွန်တော်တို့နဲ့ပူတိကြတယ်ပူစနစ်ကြတယ်ပေါ့ပူလည်းစနစ်ကြတယ်ဟုတ်ဟုတ်อืมဒါလေးကို ါတို့နှစ်ယောက်ပေါင်းလိုက်ရင်တော့အဆင်ပြေနိုင်မယ်ဟုတ်သူလည်းလက်ရှိအားကမှာလဲဟိုးစားဖြစ်တယ်ဆိုတော့ဟိုဦးစည်းကဝန်ထမ်းဖြစ်နေတော့အတော်ပဲနောက်ဘုံမှုသေးအောင်တော့လည်းထည့်ပြီးလိုက်တော့ဟုတ်စင်ပြရတယ်အဲ့ဒါလေးကိုကျွန်တော်ဒီလက်စည်းပိုင်းဆိုင်ရာလေးကိုလိုချင်လို့ပေါင်းလိုက်တာပဲဟုတ်ဟုတ်နောက်တော့တိုင်ပင်လို့လည်းရတယ်ဟုတ်ကဲ့နောက်ဟုတ်အဓိကအရေးကြီးဆုံးကတော့ကျွန်တော်ဘာတွေတိုင်ပင်ပြလဲတိုင်ပင်မနေ့ပြင်ကြရင်ကျွန်တော်တို့ကဒီခလေးတွေကိုဘယ်လိုလုပ်မလဲဟုတ်ကဲ့ ပြိုင်ပွဲဝေးဘယ်လိုပုံစံသွားမလဲအေးဟုတ်ကဲ့ပြိုင်ပွဲနီးဘယ်လိုပုံစံသွားမလဲအဲတော့ဝိတ်လေးကြီးကျွန်တော်တို့အမြဲချဲ့တယ်သူအရမောင်းနဲ့သူကုလုံးကိုပေါင်းနဲ့ဝိတ်မြိုင်းများနေတယ်ဥပမာသဘောတူကစောင်းကမန်းလို့ဆိုသူအရမောင်းနဲ့ဆို84ဟာ85ဟာပြန်ဝဲထိုးကနေကြတပတ်လို့လို့ဆို84ဟာတော့ပဲဟုတ်ကဲ့ဟုတ်ကဲ့အပြမမပူတော့ဟုတ်ဟုတ်ပူတဲ့အစီအမ်မရှိတော့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါကြောင့် ဲ့ဒါလေးတော့တိုင်ပင်လို့ကောင်းတယ်သူနဲ့ဟာဟာစကားလေးပြီးတော့အသက်တွေလည်းမတိမ်မြိမ်မှာဟုတ်လားဟာဟာကြောင်းကြောင်းအဲဒါကြောင့်အောင်မြင်တာအခုဟိုတွင်ပေါ့မောင်ကျော်ပြောသူပေါ့ဟုတ်မနက်ခင်းမောင်လေးတွင်နေပေါ့ဟိုသူကတော့ဒီအဆောင်မှုလည်းဖြစ်တယ်ဟုတ်ကဲ့မောင်ကျော်ရအဆောင်မှုလည်းဖြစ်တယ်ဒီကဲ့ရို့လည်းသူထိမ့်သိထိမ့်သိတာဟုတ်ကဲ့ကျွန်တော်အိမ်ကနေစပိန်နဲ့လာလာပြီး morning ကြာမှာငါက physical training စတာမှာတွင်တယ် technical training အပေါ်ဝါထရင်းနေကျွန်တော်လုတ်လုတ်ပြီးရတော့ကျွန်တော်9နာရီလောက်ဆိုပြန်ဟုတ်ကဲ့ညနေ3နာရီလောက်ဆိုထရင်းညနေထရင်းကြပြန်လာဟုတ်ကဲ့နောက်တစ်ခါညကျ9နာရီလောက်ပေါ့9နာရီလောက်ကတခါပြန်ပြန်လာပြန်ဆီဆရာဆရာအဲရလာတယ်ဆိုအဲ့ချိန်မှာဒေါမွန်နေလာလားဘယ်တော့မှ2နာကျွန်တော်ကဟို2နာကဘယ်မှာညစီအဲရဝင်ရောက်လို့ကျွန်တော်ဒီပို့အဲ့အဲ့ရနေစပိန်စပိန်လေးနဲ့လာတယ်ဟုတ်ဟုတ်ဟုတ်အတက်လေးပဲတက်ဟုတ်ကဲ့ဟုတ်ကဲ့နင်းနင်းပဲတိတ်မို့ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဒါမို့လို့ဟုတ်အားရဆိုတော့ तू เนี่ยတက်တယ်ဆိုတော့မောင်ကျော်ကြီးကြတော့ ူကဒီ champion လေးမွေးတာဟုတ်ဆိုင်လို့ဆိုဆိုင် one time one time လို့သူမွေးတာဘယ်ကောင်က champion ဖြစ်သေးဘူးဟုတ်ဟိုငမန်းလေးကမဖြစ်သေးဘူးဟုတ်မဖြစ်သေးပေမဲ့လည်း तू ကဂီးဆိုင်ဟုတ်ဟုတ်ဟိုတွားလာလာငမဆရာဆရာဒီငမန်းလေး champion ဖြစ်လာမယ်ဆိုတော့ဒီရကြဆရာရှိတယ်ဟိုငငယ်ရဲ့ချမ်းမှန်းဘူးလားငမန်းတော့တွေ့ရချင်ပါဘူးဒီဟိုဆရာတင်ဦးကရောဖြစ်နိုင်ကြီးရှိတယ်လို့ထင်လားအာတွေ့တာပေါ့သူဒီကောင်ကညံကောင်းတယ်ဟုတ်တယ်ညံတော်ကောင်းညံကောင်းတယ် တော့ဟိုဖိနာအစားဟိုတိန်းနာခါဆိုဘယ်ချင်ရဘယ်ချင်တော့တော့အတွက်ချက်ကောင်းတယ်နော်အများနဲ့တွက်ချက်ကောင်းတယ်ပြန်ပက်ကိုဘလိုရှင်းပြန်ထိုးသားမယ်နင်းသိမ့်လားနင်းပလိုက်လားတော့လက်ချက်တစ်ခါကျလက်ချက်သုံးလုံးလုံးထိုးပလိုက်တာပါဘူးသုံးလုံးသုံးလုံးလုံးတောက်တောက်တောက်ဆိုဟိုကောင်မခံမပါဘူးအဲ့ဒါလေကြတော့ခုနကပါဘူးထိုးတဲ့ချက်သုံးချက်တော့ပါကြသူ့စီကလာတာဒါဟုတ်ဟုတ်ဟုတ်နော်အခုကျွန်တော်ကြတော့ဘယ်လိုဖြစ်မလဲ ဒါအမှန်တိုင်းမလေဟုတ်ဟုတ်ဘောဆင်တော့အဲအဲ့လိုမျိုးလေးတူရကြဆရာအဲ့ဒါလေးအားတာတယ်နော်ဆရာဆရာတင်းဦးစီမှာဘာအားတာချက်ရှိတယ်ကိုယ်စီမှာရှိတဲ့ဒါနဲ့ဒီကစားသမားကိုဒီလိုထည့်ပေးလိုက်ရင်ဆရာအဲ့လိုမျိုးဒီမဟာပြွာပိုင်းကိုဘယ်အားတာသူ administration ပေါ့ဟုတ်ဟုတ် good administration ဆရာကြီးကောင်းတာပေါ့ကောင်းတယ်သူဟုတ်ဟုတ်သူကဟိုဒီကလေးကိုဝိတ်ဘယ်လိုချမလဲနော်ဝိတ်ကိုဘယ်လိုတင်မလဲ အစားတောက်ကဘယ်လိုစားမလဲဘယ်သူနဲ့ထိုးမလဲအဲဘယ်သူနဲ့ထိုးမလဲပွဲထွက်တာသူထိုးပေါက်ကဘယ်လိုရှိတယ်အဲစားချုပ်သူတောချုပ်တာဟုတ်ဟုတ်ဟုတ်ဝေးကြီးသူဘက်ကဟုတ်ဟုတ်အဲအဲ့ဒါမဟုတ်အဲ့ကြောင့် तू ကဘုံကတိကြတယ်ဟုတ်ကဲ့ဟုတ်ကဲ့ကလေးတွေအတွက်ငါးပြားစီစဉ်းစားရအောင်ဟုတ်ဟုတ်ဆရာဟုတ်အဲ့ဒါမိုးလေးတွေသူစီကမ်းမှန်းတိတ်ကုန်ဟဲ့အော်ဒါထိုးကြည့်ဒါပြီးစုတခါလဲဟုတ်ကလေးတွေသူချပေးတာအဲ့သူတို့မှသူတို့စေတနာရှိလို့အိတ်ကတည်းကပေးတော့ကျွန်တော်ယူဖို့ဗျာဟုတ်ဟုတ်ဟုတ်ဒါပဲရှိတာပါ ဲ့တော့ဆရာတို့ဒါဆရာတို့တပည့်အကြောင်းတွေကိုဆရာတို့ပြုစုပြောထောင်တဲ့ပုံစံအကျမ်းမြင့်ပေါ့နော်ကျွန်တော်ပြောရင်လည်းဒါတနေ့တကောင်အောင်ပြီးမှာမဟုတ်ဘူးပြီးမှာမဟုတ်ဘူးဆိုတော့အဲ့ဒီအပိုင်းအပြင်ကိုကျွန်တော်စိတ်ဝင်စားတဲ့အပိုင်းကဆရာတို့နှစ်ယောက်ကကို့အစီမှာသုံးကမန်းရှိနေပြီသုံးလုံးရှိနေပြီအဲဒါပေမဲ့ဒီတခြား club တွေကလည်းအများကြီးပဲအပြင်မှာဝင်းတွန်းရှိတယ်တွေ့မချောင်ရှိတယ်အစရှိသဖြင့်ပေါ့အပြင်မှာလည်းဒါလူကောင်းတွေကအများကြီးပဲအဲ့ဒီအချိန်မှာဆရာတို့နှစ်ယောက်ကနေပြီးတော့တို့ကစားသမားတွေအဲ့တော့ အန်ဒီရရှိတယ်စိုးဝင်ရတယ်ပြိုင်ဘက်ဖြစ်လာနိုင်တယ်အစားချင်းဖြင့်အဲပြိုင်ဘက်ကလပ်ကဒီပြိုင်ဘက်ကောင်းနေဖြစ်ဘသူတွေကိုမြင်လဲပြီးတော့မြင်ပြီးတော့အဲ့ကစားသမားတွေကြောင့်ဆရာတို့ဘာတွေတိုင်မှန်ဖြစ်လဲအဲအဲ့အတွင်းကြီးလေးအဲအဲ့ဟိုအဲ့ဒါကိုကျွန်တော်ပြောမယ်ဟုတ်ဟုတ်အဲသူကျတော့စိတ်ကနည်းနည်းဆက်တယ်ကျွန်တော်ကနည်းနည်းလေးစဉ်းစားတော့ဟုတ်ဟိုအဓိကကဘယ်လိုပါလာလဲဆိုရင်ကျွန်တော်တို့ကိုနင်းပါဝင်းထုံးပါလာဝင်းထုံးပါလာပြီနောက်တစ်ခုကအမတွင်းချောင်းပါလာပြီ အကုလုံးချောလို့ရှိမယ်လုံးချောလို့လည်းပါလာတယ်ဟုတ်စီကဲနေမှာပါလာပြီဖြစ်တဲ့အတွက်လုံးချောတို့ဒီတွေးမရှောင်တို့က KLN ဟုတ်ဟုတ်မှာ KLN မှာ KLN ဟုတ်တယ်ဟုတ်တယ် KLN အုပ်စုဟုတ်ဟုတ်ဆရာဆရာဝင်းစင်တို့ဆရာဆရာဝင်းစင်ကိုဝင်းစင်ကိုဝင်းစင်အုပ်စုဆရာမောင်ချောတို့အုပ်စုကသူက Evergreen Evergreen ဟုတ် Evergreen အုပ်စုအဲ့တော့ကျွန်တော်က Evergreen ဖြစ်တော့ ဟုတ်ကျွန်တော်မဆွဲထည့်လိုက်ပါအဲ့ဒီအဲ့ဒါကလေးလောက်တဲ့ဆိုတော့ကျွန်တော်ရှူတော့ပျောက်သွားတယ်ဟုတ်ကဲ့အဲ့တော့ကျွန်တော်တူလေးကျင်ညတယ်ပေါ့နော်ဒီကျင်တဲ့ခါကျတော့သူ့ရဲ့ဘောင်ချောရဲ့ idea ကောင်းတယ်ဟုတ်စီကံပိုင်းကအစသူကဟိုနေပုံထိုင်ပုံကအစကလေးတွေပြောတာဟဲ့ဟိုဝေးယူသွားနေ ဟုတ်ကဲ့ဟုတ်ကဲ့အမေငါအဲ့အမေငါပဲချင်းကိုမရှိနေရမယ်အေးအေးကိုကိုသူတို့မိဘတွေနဲ့ကင်းကွာနေတဲ့အချိန်ကြတော့တော့အာဂဇာသမားတွေလည်းဖြစ်တဲ့ခါကြတော့အာဂဇာသမားတွေလည်းဖြစ်တဲ့ခါတော့ဒုက္ကိစ္စအာဂဇာသမားတော့ကျွန်တော်တို့ကစပ်ပုတ်တဲ့ပညာတွေဟုတ်ကဲ့ဟုတ်ကဲ့ဘိုးဘုံလုံးကန္နာတို့ပြေးခုပြေးတဲ့အာဂဇာသမားမဟုတ်ဟုတ်စပ်ပုတ်တဲ့ပညာတစ်ဖက်လူနဲ့ပြန်ဖြင့်အပြင်မှာအရသားရဲ့အရသားနဲ့ပြန်ဖြင့်အန်တီများတဲ့ဟုတ်ကဲ့ဟုတ်ကဲ့တတ်နိုင်တော့ဒီကလေးတွေကိုကျွန်တော်ဒိန်းတာဟုတ်ကဲ့ဟုတ်ကဲ့ပါအဲ့မကလေးတွေကလည်းအကုန်လုံး ဟိုကုတ်ကလတ်တည်းမဟုတ်တော့တူပဆောင်လုံးလည်းနေတာပဲဟာဟာအဲ့ဒီမှာသာသာတို့ပါတို့လည်းဒီသူ့နာမှာလည်းအတူတူပဲဟာတော့တူတူပဲကြက်ကတူပဆောင်နဲ့စောကောင်းကောင်းနဲ့ထိုးတော့တော့ကြက်ကဆောင်ပါပဲဟာတူတူနေတာလေးမလားရောက်ပြင်သာဒီကလေးတွေကလိုင်းညောင်းပြီလေဒီကောင်းလေးဘဲကောင်းစွာလေစွာတဲ့ဟာလေးကိုဖဖန်ထိတ်လိုက်တယ်ကြောင်ဟုတ်ကဲ့ဟုတ်ကဲ့အပြင်ထွက်သွားရင်လူငယ်တယ်ဟုတ်လားဟုတ်ကဲ့ပြည်သနာဖြစ်မယ်ဖြစ်လူကြီးတွေဆင်းရမယ်ဟုတ်ကဲ့ဟုတ်ကဲ့အဲ့တော့ကိုယ်လည်းမကောင်းဘူးဒါကြောင့်တတ်နိုင်တော့သူလိုက်ထိတ်တယ်ကလေး လေးတွေကိုယူသေးတယ်ယူသေးတယ်ဟုတ်ကဲ့အဲ့အဲ့ဆက်ပြောပါအောင်အဲ့ဆော့ဆော့စကားလမ်းကြောင်းလေးပေါ့တိုင်ဘက်တွေကိုဆရာတို့ဘယ်လိုမြင်ပြီးတော့ဘသူအကြောင်းဘယ်လိုတိုင်ပင်ဖြစ်တယ်လဲမဟုတ်ဒါကျွန်တော်ပြောမယ်ဒါကတော့မောင်ကျော်လေးတက်ပြီးသားဟုတ်ဒီဆရာဝင်းစင်ဦးကလပ်လာတယ်ဟိုလုံးတော်တို့ဆရာတွေ့မဆောင်တို့ပါတို့လာမယ်တို့ညီပြားနဲ့တို့တို့ကလေးနဲ့တို့ကစားဟုတ်မောင်ကျော်နဲ့တင်ဦးရှိတယ်အဲ့အဲ့ဘာကွေးကျွန်တော်မှကျွန်တော်တက်တက်ကစားကျွန်တော် training plan နဲ့ကျွန်တော်ကစားတယ်ဟုတ်ကျွန်တော် training program နဲ့ကျွန်တော်ကစားတယ် နောက်ဟိုဘက်ဟိုနေပေါ့သူဆိုလုံးလေးရဲ့ဆရာရှိသေးတယ်ဟိုတယောက်လေသူလည်းကိုကိုကိုတော်နာမြေအဲသူလည်းဆိုလုံးလေးနဲ့ရောက်လာတယ်တန်ရွေးစင်နေကြီးပဲဟာဟာအဲ့တဲရောက်ရင်တန်ရွေးစင်နေကြီးပဲဟာဟာကျွန်တော်ကကျေလေးအောင်နဲ့ရောက်တာဟာဟာကျေလေးအောင်နဲ့ဆိုလုံးတော့နောက်မှာကျေလေးအောင်နဲ့တွဲပါလာတာသူနောက်တောင်အဲတောင်တောင်ကလေးဟုတ်စနဲ့တွဲပါလာတယ်ပါပါကကြောင့်ဒီကလပ်တင်ပေါင်းစုံနီးပြပေါင်းစုံတွေ့လာတယ်တွေ့လာတဲ့အခါကျတော့ရှင်လေဟိုမလွဲမရှောင်တာဟာပွဲထိုးရတာလေးတွေရှိတယ်ဟာဟာ အခုဆိုကြပါစို့ပွဲမတွင်းကပွဲမတွင်းကဆိုလို့ဝင်းထုံးနဲ့တောကမန်းနဲ့ဝင်းထုံးနဲ့နှစ်ယောက်ပဲကျွန်တော်ကတို့ကညီလိုကိုလိုဖြစ်နေတယ်ဝင်းထုံးကလည်းငငယ်တည်းကဒီအိမ်မှာပဲနေတယ်ဟာဟိုးမွန်ရွာပဲဒီပဲတိုးရင်သုံးကမန်းနဲ့တူတူသွားနေဝင်းထုံးပွဲသုံးကမန်းတူသွားတယ်တနေ့ကပဲမတွေ့ဖြစ်တာဟာဟာမတွေ့လည်းမတွေ့ကဲထိုးတခါတော့မတွေ့ဘူးမတွေ့လက်တဲလို့ထိုးမှပါညာဆိုပြီးတော့အဲ့ဒါကြတော့ဝင်းထုံးသုံးကမန်းလိုက်တာပြေးတာတန်းနေရောအပြေးမှာ အဲ့လိုလေပါနော်တော့ကနော် ever green ရဲ့အမှတ်တရတင်ဂီတာလေးပေါ့ ever green ကိုဒီစိန်ခေါ်ပွဲတွေစဖွင့်မိုးသီးနဲ့စဖွင့်တယ်ဟုတ်ကဲ့ပိတ်ရင်ငမန်းနဲ့ပိတ်တယ်ဟုတ်ဟုတ်ကြားထဲမှာတခါတွေ့ဆိုင်ပေါ့ ever တခါတခါလည်းပါပြီလားခါလည်းကောဟိုလင်းမိုးသီးရထိဒီငမန်းပိတ်ထိပ်ပိတ်လို့ကျွန်တော်ကပေးထားတယ်ကောအော်ကျွန်တော်တပည့်တယောက်ဆုံးသွားပြီမိုးသီး ုန်းနဲ့ပါလဲပို့ပြီးအေးချင်ဟုတ်ကဲ့ဟုတ်ကဲ့ဟိုကျွန်တော်ဘယ်လိုပဲမသိကိုရကိုရဝယ်နေပြောတာမိုးကြီးမှာကားတိုက်လို့ဆိုသွားကဟုတ်ရဲ့လားဟုတ်တယ်ဘီလင်းပါဟာခိုက်တယ်မတမျိုးကြီးတော့ဘာပဲကျွန်တော်နဲ့ဆရာနဲ့အရန်တက်ပေါ်နေတယ်လေလက်မို့ကျွန်တော်နဲ့ပဲသူနဲ့ဆရာနဲ့ကြတော့ငဲဆရာอืมဆရာနဲ့ကြတော့ရင်းဥမကွာဘူးတွေ့ရတယ်တောက်ဆရာကျွန်တော်တို့လာဆရာတို့နှစ်ယောက်ပဲမြန်လုံးဆိုသူစီးကြိမ်းသွားတော့တူတူပဲ